မြတ်စွာဘုရားရှင်ကအခုလိုစမှုထွန်ကားခဲ့တဲ့ခေတ်မှာပါရမီဖြည့်ခြင်းခဲ့ရဘုလားဘုရားဘာလို့လဲဆိုတော့ဇတ်တော်တွေအားလုံးကရှင်ဘရင်ဖြစ်တွေတော်တလိတွေပဲတွေ့နေရလို့ပါဘုရားတဲ့အရှင်ဘုရားရိုသေးစွာရှောက်ထားအပ်ပါれဘုရားမြတ်စွာဘုရားရှင်ကအခုလိုစမှုထွန်ကားခဲ့တဲ့ခေတ်မှာ ပါရမီဖြည့်ခြင်းခဲ့ရဘုလားဖေယားဘာလို့လဲဆိုတော့ဇတ်တော်တွေအားလုံးကရှင်ဘရင်ဖြစ်တွေတော်တလိတွေပဲတွေ့နေရလို့ပါဖေယားတဲ့ပါရမီဖြည့်ခြင်းစဉ်ကာလမှာရောဖေယားဘဝရောက်တဲ့အထိစမှုထုံသားတဲ့ခင်းနဲ့ကျုံပါတယ်ကထဝါဟနဇတ်ကိုကြည့်လိုက်ပါကထဝါဟနဇတ်တော်မှာတိသားဖြင့်ပြုလုပ်ထားသောစယံတရားနဲ့ကောင်းကင်ပြန်တဲ့အကြောင်းဖော်ပြထားပါတယ်ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစမှုထုံသားတဲ့ခင်းနဲ့ကျုံပါတယ် ဖျားဘဝမှာကြုံတာကတော့အဇာတသက်နဲ့ညီကိုတော်တဲ့ဗောဓိမင်းသားဟာဆယံတရားအတက်ပညာကိုတစ်ဖက်ခန်းခတ်အောင်တက်တဲ့ကထဝါဟနအမိရှိတဲ့လူလင်ကိုခေါ်ပြီးကောကနုဒအမိရှိတဲ့အလားပါဆုံးပြတ်သက်ကိုတိဆောက်ခိုင်းပါတယ်ပြတ်သက်ပြီးသွားတဲ့နေ့ရောက်ရင်ဆယံတရားအတက်ပညာတွေမပြန်ပွားရလေအောင်ကထဝါဟနကိုတတ်ဖို့ဗောဓိမင်းသားဟာကြံစီပါတယ်ဗောဓိမင်းသားကြီးအကြံစီကိုသိတဲ့ကထဝါဟနလူလင်ဟာပြတ်သက်ပြီးခန့်ကြီးအချိန်မှာပဲ ဂလုံးနဲ့အလားတန်တူတဲ့စည်ရန်တရားရင်ပြန်တစ်ခုကိုတိဆောက်ပြီးပြတ်သက်ပြီးတဲ့နေ့မှာပဲအဲ့ဒီရင်ပြန်ကိုစီးရထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထုံးကားတဲ့ခင်းနဲ့ကျုံတယ်လို့ဖရာဘဝရောက်တဲ့အချိန်မှာလည်းပဲစက်မှုထုံးကားတဲ့ခင်းနဲ့ကျုံတယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်။ဖရာရှင်ကိုတိုင်တော်မှတေချာစမ်းစစ်ပြီးယုံတဲ့မှယုံပါ။ငါဖရာပြောတယ်ဆိုတိုင်းမယုံပါနဲ့တဲ့။ တဘာဝလုံဖြစ်ရဲ့လားစာရေးသူအမှားလားဒီနှစ်ချက်စဉ်းစားစရာပေါ့မှတ်တမ်းပြုသူတွေဘာသာပြန်တဲ့သူတွေအပေါ်မှာလဲမူတည်တာပေါ့တဲ့ဒီမန့်ကဖယားဟောသူဝနတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ပုဇင်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ငါဖယားပြောတိုင်းလဲမယုံပါနဲ့ဆိုတဲ့စကားဟာဘယ်ကနေပေါ်ပေါက်လာတာပါလဲသိပါသလား ေတမုဒိတုတ်မှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ဘာသာခြားတွေဖြစ်တဲ့ကာလာမတွေအတွက်ဟောတဲ့တရားကိုအတိတ်ပဲဖွင့်ဆိုရတာနေအယူအဆမှားပြီးပေါ်ပေါက်လာတဲ့စကားအမှားကြီးဖြစ်တယ်။ဖျားဟောမဟုတ်ဘူးနော်။အဲ့ဒီတုတ်မှာကြည့်လိုက်ပါ။မာပိတကတံပရာနေနလို့ဆိုထားတယ်။ကျန်းကန်ကပြောတိုင်းလဲမယုံပါနဲ့တဲ့။ကျန်းကန်ကပြောတိုင်းလဲမယုံပါနဲ့ဆိုတာဟာဖျားဟောကျန်းကန်ကိုပြောတာမဟုတ်ဘူး။ကာလာမတွေရဲ့ကျန်းကန်ကိုပြောတာနော်။ အဲ့ဒါကိုအထာကထာကဆက်ပြီးဖွင့်တယ်အမာကံပိဋကတန်တိယသတ္တိံတမေတိတိမာကနိဌာတဲ့အမာကံလို့ဆိုထားတယ်အမာကံဆိုတာငါတို့ရဲ့တဲ့ငါတို့ရဲ့ဆိုတာကာလာမတွေရဲ့လို့ပြောတာမြတ်စွာဘုရားကကာလာမတွေရဲ့နေရာမှာနေပြီးကာလာမတွေရဲ့နန်းစားကိုသုံးပြီးတော့ကာလာမတို့ငါတို့ရဲ့ကြံကံကပြောတာမှအမှန်ဖြစ်တယ်ဆိုပြီးမင်းတို့မယူဆလိုက်ကြနဲ့လို့ပြောတာနော် ဲ့ဒါကိုဗုဒ္ဓဘာသာဝင်တွေကဘာသာခြားတွေအတွက်ဟောတဲ့တရားကိုကိုရှုထောင်းကနေကြည်ပြီးရွှဲမားတဲ့အဓိပ္ပာယ်ကိုယူလိုက်တဲ့အခါမှာအခုလိုရွှဲမားတဲ့စကားကြီးပေါ်ပေါက်လာတာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖျားအပေါ်မှာတန်တရားဖြစ်နေသေးတယ်ဆိုရင်အဲ့ဒီလိုဟာဗုဒ္ဓဘာသာဝင် စစ်စစ်မဟုတ်ပါဘူးမြို့ဖလာဗုဒ္ဓဘာသာပဲဖြစ်ပါတယ်နောက်ပြီးတော့သုဝနာတာမဇတ်တော်ဆိုတာဟာပေါ့လို့ပဲသာလျှောက်ပြီးရေးချင်ရရေးထားတဲ့ဇတ်တော်မဟုတ်ဘူးเนาะ တင်္ဂါယနာ6ကြိမ်တိုင်တိုင်တင်ပြီးအတိပြုထားတဲ့ဇတ်တော်ဖြစ်တယ်အဲ့ဒါကိုလည်းသိအောင်လေ့လာပါလို့ပြောချင်ပါတယ်နော်